ဘဝတတန်တဝက်လောက်ရှင်သန်လာပြီးမှတည်ခဲ့ရတဲ့အစာစားနည်းလှည့်ကွက်လေးများနံပါတ်1တိုးသားဒုတ်ထိုးခင်ကိုအချိန်ကုန်လူမပင်မဲမဲဒုတ်ထိုးခြင်းဒီလိုလုပ်လို့ရပါတယ်ဒီလိုဆိုဒုတ်ထိုးရတာမြန်ပြီးလက်ကိုလည်းချော်မထိုးမိနိုင်ပါဘူးနံပါတ်2တန်ရောက်မှနေဒီလိုလေးအရှိကိုတိုးပေးလိုက်တာနဲ့အသားလုံးကနေအသားချောင်းဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ဒီလောက်ထားတဲ့အသားချောင်းကစူပါမားကတ်တွေကနေဝယ်တာနဲ့တပုံစံနဲ့ပါပဲနံပါတ်3နေရာဒီမှာအေးတောက်ချင်လို့ရေခဲတော့မရှိဘူးဆိုစိတ်လောစရာမလိုပါဘူး တခါတော့လက်အိတ်ထဲရေးထည့်ပိတ်ပြီးအေးခဲပေးလိုက်ရင်ဒီလိုပုံစံဖြစ်သွားပါလိမ့်မယ်။အေးတောင်းမဲ့အချိန်ကြာလက်တချောင်းကိုချိုးပြီးထည့်လိုက်ရင်ရပါပြီ။နံပါတ်၄ gas ပါတဲ့အချိုးရည်တွေတောက်မကုန်ရင်ပလင်းထဲကလေးတွေကုန်ထွက်သွားအောင် အရင်ညှစ်ထုတ်ပြီးမှအဖုံးဖုံးလိုက်မယ်ဆိုပိုကြကြသိမ်းဆဲနိုင်ပါတယ်။နံပါတ်၅ပိုက်ကိုဒိန်ကျင်မှုတွေထိုးဆိုင်ပြီးနိုင်လက်တန်လေးတွေတိုင်းလှည့်ပေးလိုက်ပါမယ်။နံပါတ်၃မလောက်လှည့်ပြီးမှအဖုံးကိုဆွဲခွာလိုက်မယ်ဆိုလုံးဝပြောင်းရှင်းနေပြီးပဇက်နဲ့ထက်ရက်စရာမလိုတော့ပါဘူး။နံပါတ်၆ ပုံမှန်တန်းပြုတ်တဲ့ကျုပ်ပြုတ်တွေကအရသာမရှိဘူးဆိုအနှစ်ပေါ်အောင်လို့တခိုက်လောက်အရင်ကိုက်ပြီးပဲငံပြားရဲ့အနေငယ်နှင်းချိုဗနီဂါဒဇန်20နောက်ဆုံးအနေနဲ့နှမ်းစီဒဇန်20စမ်းပေးလိုက်မယ်ဆိုမွေးပြန့်အရသာရှိသွားမှာမို့စမ်းကြည့်ကြည့်နော်နံပါတ်9စားမကုန်တဲ့ဘစ်ကစ်တို့အာလူကြော်တို့ပြော့သွားရဲဆိုပကံနဲ့ထည့်ပြီးတော့မိုက်ခရိုဝေ့တဲ့1မိနစ်လောက်အပူပေးလိုက်မယ်ဆိုထုတ်ပြီးတဲ့အခါအရင်ကျွရောက်သွားပါလိမ့်မယ်နံပါတ်10နကတ်အိုရီရဲ့အုံပြူနီအမှန်ကဟော့ပေါ်ချက်စားတာမဟုတ်ပါဘူးမနက်စာကိုတအိုးတည်းနဲ့အပီးချက်ဖို့ပဲဖြစ်ပါတယ် ကြက်ဦးပြောင်းဘူးစံပြုတ်တခါရဲချက်ပြီးလဲညစာကိုတအိုးရင်းနဲ့အပီးချက်လို့ရပါတယ်။ဒီချိန်ထဲနဲ့ဟင်းနှမျိုးကြော်လို့ရပြီးတော့ကိုယ်ရည်စားနဲ့ခောက်ဆွဲပြုတ်စားရင်တော့အရသာနှမျိုးကိုဒီပြိုင်ထဲပြုတ်စားလို့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မတူညီတဲ့အစားအစာတွေကိုဒီပြိုင်နဲ့တည်းချက်နိုင်ပါတယ်။နံပါတ်၉မနက်စာကိုအလုံးရှုံးမခန့်ခြင်းအခုလိုမျိုးအခွန်ခွာဓာတ်နဲ့အာလူးကိုချစ်ပြီးတော့ကြက်ဦးတစ်လုံးထပ်ဖောက်ထည့်ပေးလိုက်ပါမယ်။နံမဲအနေငယ်ဖြူပြီးတော့အထက်အောက်လန်ပေးပြီးရင်ကိုနှစ်သက်တဲ့ sauce ကိုတမားမြတ်အောင်တုပ်ပြီးတော့ဆလရွက်နဲ့အသားအနေငယ်ပါထည့်လိုက်ပါမယ်။နောက်ဆုံးအနေနဲ့လိပ်ပြီးဆဲထုတ်လိုက်ရင်ရပါပြီ။ ဒီနေ့တော့လူကြိုက်အရမ်းများတဲ့အာလူးမြင်တုံလုံးလေးလေးပြောပြပေးတော့ပါမယ်။ကျွတ်ဆက်ဆက်နဲ့ဂရင်းပွင့်ပြီးရိုးရှင်းအရသာရှိပါတယ်။အာလူးကိုပြင်ဆင်ပြီးတော့အမြင်ထိုးထားပြီးအပြားလေးတွေထက်လိလိုက်ပါမယ်။ဒီလိုလိထားတဲ့အာလူးမြင်တွေကချစ်ထားတာထက်ပိုစားကောင်းပါတယ်။လိထားတဲ့အာလူးမြင်တွေကိုရေနဲ့တေချာပေါက်နှစ်ထပ်လောက်ဆေးပြီးတော့ဂစီတက်တွေပြောင်းအောင်လုပ်ပေးရပါမယ်။ရေစုရင်အာလူးမြင်တွေကိုထည့်ပြီးတော့ရှာလကာရီတစုံလဲထည့်ပေးလိုက်ပါမယ်။အဲ့လိုမှသာအာလူးမြင်တွေကပိုကျွတ်ဆက်မှာဖြစ်ပါတယ်။ စက္ကန့်30လောက်ရင်းနှီးဖြောပြီးရင်သူ့ကိုဆဲထုတ်ပြီးတော့ရေအေးနဲ့စိမ့်ပေးလိုက်ပါမယ်။ရေစီအောင်ညှစ်ထုတ်ပြီးရင်တော့ငရုတ်ပွားမြင်၊ကြက်တော်နီမြင်၊ကြက်တုံပြူနှုတ်နှုတ်စင်ငရုတ်သီးငရုတ်သီးမုတ်စီပူပူတစွန်းထည့်ပြီးရနက်မွေလာအောင်လုပ်လိုက်ပါမယ်။အဲဒီနောက်အဖုံးအုပ်ပြီးတော့2မိနစ်လောက်နှက်ထားပေးလိုက်ရင်မွေရနဲ့တင်းပြတ်လာပါလိမ့်မယ်။အရသာအတွက်ပဲငက်ပြားရဲ့အကျဲတစွန်းစားအချိုမုတ်ကြကြားထည့်ပြီးတော့နောက်ဆုံးအနေနဲ့နန်းနန်းမင်းအုပ်ပေးလိုက်မယ်ဆိုအသားဟင်းနဲ့အောင်မလဲနိုင်လောက်တဲ့အာလူးတုပ်လေးရပါပြီ။ နောက်ကျခေါက်ဆွဲကြော်စားခြင်းအပြင်ကဝယ်မစားနေတော့ကျမလို့တလို့အိမ်မှာကြော်စားကြည့်နော်။မွေးပြန့်အရသာရှိလို့သုံးပကံလောက်စားရင်တော့ဝမမဟုတ်ပါဘူး။ရေစူရင်ခေါက်ဆွဲကြော်တွေကိုထည့်ပြီးမကြက်တကြက်အနေထားရအောင်ပြုတ်လိုက်ပါမယ်။အဲနောက်ဆက်ထုတ်ပြီးတော့ရေစိမ်ပေးလိုက်ပါမယ်။အဲ့လိုမှသာဝါလိုကောင်းမှဖြစ်ပါတယ်။စီပူရင်ကြက်ဥရည်နဲ့ကြက်သွင်ပြေလက်တဆုပ်ထည့်ပြီးကြက်အောင်မှွေကြော်ပေးလိုက်ပါမယ်။ ဟော့တော့နဲ့ကော်ဖီမြင့်တွေထည့်ပြီးတော့မကြက်တကြက်အနေထားရအောင်ရိုးရိုးရှင်းရှင်းမွေကြော်ပေးပြီးရင်ခောက်ဆဲပြုတ်ထားတာတွေထည့်လိုက်ပါမယ်။အဲနောက်အရသာအတွက်ဘင်းငပြားကြီးအကျိဘင်းငပြားကြီးအနောက်အနေငယ်စာစက်တောင်းမုံထည့်ပြီးတော့နောက်ဆုံးအနေနဲ့အရသာဝင်အောင်မွေကြော်ပြီးရင်ရပါပြီ။အိမ်မှာထမင်းစားရတာမကြိုက်တဲ့ကလေးတွေရှိရင်ဒီ cheese ရင်းညှိထမင်းလုံးကင်လေးလုပ်ကြည့်ကြည့်နော်။ရိုးရှင်းပြီးအဟာရနဲ့ပြည့်စုံတဲ့အပြင် အမြင်မှဆွဲလို့ရလို့ကလေးတွေအရင်ကြိုက်ကြပါရစေ။စီပူရင်ပစုံကိုရင်ထည့်ပြီးတော့အယောင်ပြောင်းသွားအောင်ကြော်ပေးပြီးရင်ထမင်းပေါ်တင်ပေးလိုက်ပါမယ်။ သူ့ရဲ့ရင်းွေးဖြောထားတဲ့ပန်းကော်ပီစိမ်မုံလာဥနီနုံနုံစင်ရင်းကြီးအခြေတထုံနဲ့ cheese တွေထည့်ပြီးတော့တမအောင်နေပြလိုက်ပါမယ်။ချမင်းအနည်းငယ်ကိုအလုံးလေးလေးဖြည့်အောင်လုပ်ပြီးရင် air fryer ရဲ့အပူချိန်160ဒီဂရီနဲ့10မိနစ်ထည့်ခင်ပြလိုက်ရင်ရပါပြီ။ဒီနေ့တော့အရန်စားလို့ကောင်းတဲ့ကြက်တော်မြိတ်ပစွန်ကျော်လုံးကြီးလေးပြောပြပေးတော့မှာမို့လိုက်မှတ်ထားဖို့မမေ့နဲ့နော်။ကြွကြွရွရလေးနဲ့ကြက်တော်မြိတ်ရင်းနဲ့တင်းပြန်ပါရစေ။ဈေးရဝလာတဲ့ပစွန်လက်လက်ဆက်ဆက်ကိုခေါင်းဖြတ်ပြီးအမဲချောင်းထုတ်ဖို့ကြောခွဲလိုက်ပါမယ်။သူ့ရဲ့ဟင်းချက်အရက်စာငရုတ်ကောင်းမုံထည် ။တမအောင်နေပြီးတော့10မိနစ်နှက်ထားလိုက်ပါမယ်။ဗကလုံးလို့ထဲကျက်သွင်းမြေနှုတ်စဉ်၊ကြဲဦးအနှစ်တစ်လုံး၊ကြုံမုံတစ်စုံ၊ကော်မုံနှစ်စုံ၊ရေအသင်းနဲ့ထည့်ပြီးတော့တမအောင်မှွေပြီးဒိန်းရင်အပြည့်အနေထားရအောင်ဆက်ထားလိုက်ပါမယ်။စီအနှင်းငယ်ထပ်ဆန်ပေးလိုက်မယ်ဆိုရင်တော့ပိုပြီးကြွရပါရဲ့။ပဇွန်လေးကိုမုံနဲ့နဲ့တမားမြတ်အောင်ကပ်ပြီးအိုရဲစီ600ခန်းလုံးလောက်ပူလာပြီးဆိုမုံနဲ့ကတ်ထားတဲ့ပဇွန်လေးကိုထည့်ကျော်လိုက်ပါမယ်။မျက်နှာပြင်နှစ်ဖက်လုံးရှေးဝါးရောင်တန်းအောင်ကျော်ပြီးပြီဆိုရင်တော့ဆယ်ပြီးစစ်စစ်ထားလိုက်ပါမယ်။ဒီလိုကျော်ထားတဲ့ကြက်သွင်မြေပဇွန်ကျော်ကတွတ်တွတ်ရွရလေးနဲ့အရသာရှိတဲ့အပြင် ကျက်သွင်းရင်းနဲ့မွေးပြက်နေလို့လှုပ်တဲ့သွားပြီဆိုလူချင်းမင်းတို့လည်းလိုက်လှုပ်စားကြည့်လိုက်တော့နော်ရက်ကူးပြီးမစားတင်တော့အစားအစာများနံပါတ်1ထမင်းကျန်းတွေကိုစိတ်ချချစားနိုင်ပါရဲ့နံပါတ်2ရက်ကူးသွားတဲ့ကြက်ဥဟင်းကို စားလို့မရပါဘူးနံပါတ်3ရွှေနှင်းဖြူလက်ကျန်ကိုစိတ်ချချတောက်လို့ရပါရဲ့နံပါတ်4ရက်ကူးသွားတဲ့ဆုပ်ပြုတ်တွေကိုတော့တောက်လို့မရပါဘူးနံပါတ်5ရက်ကူးသွားတဲ့ကြွနှရမိုတွေကိုစားလို့မရပါဘူးနံပါတ်6ရက်ကူးသွားတဲ့ပဲနို့ရီကိုတောက်လို့မရပါဘူးနံပါတ်9 ရက်ကူးသွားတဲ့ပင်လယ်ဇာဟင်းတွေကိုစားလို့မရပါဘူး။နံပါတ်၈ရက်ကူးသွားတဲ့ပဲပြားတွေကိုစားလို့မရပါဘူး။နံပါတ်၉ရက်ကူးသွားတဲ့ဆေးပဲဥတွေကိုစားလို့မရပါဘူး။နံပါတ်၁၀ရက်ကူးသွားတဲ့မုံညင်းစိမ့်တွေကိုစားလို့မရပါဘူး။အမျိုးသမီးတွေလှချင်ဒီပျော်ရည်ချောင်မျိုးကိုများများတောက်ပေးတင်ပါရဲ့။နံပါတ်၁ပြားရည်နံပါတ်၂ဖွန်ချီနဲ့တရုတ်ဇီးတိနီလက်ဖက်ရည်နံပါတ်၃ပန်းသီးနဲ့တရုတ်ဇီးတိနီလက်ဖက်ရည်နံပါတ်၄ရွှေနှွေးဖြူနံပါတ်၅နှင်းစီပန်းလက်ဖက်ရည် ံပါတ်6တကြားညိုလျှောက်တိလက်ဖက်ရည်လိုပဲဖြစ်ပါတယ်။အသက်ရှိရှိနေခြင်းတဲ့သူတွေမစားတဲ့နဲ့အစားအစာရှိမျိုး။နံပါတ်7အငံတက်များတဲ့ခြင်းပန်။နံပါတ်2အချိုတက်များတဲ့နှုတ်လက်ဖက်ရည်။နံပါတ်3 processed food ဖြစ်တဲ့ hot dog ။နံပါတ်4အစာပြေကိုထိခိုက်စေနိုင်တဲ့ပူပူလောလောအစာအစာ။နံပါတ်5အိပ်မပျော်ဖြစ်စေနိုင်တဲ့လက်ဖက်ရည်ခြင်း။နံပါတ်6မကြက်တကြက်ဖြစ်နေတဲ့အသား။နံပါတ်9အဆီဓာတ်များတဲ့ကြက်ကြော။နံပါတ်10 trans fatty acid ပါဝင်သော အာလူးကြော်လိုပဲဖြစ်ပါတယ်။ ရေခဲတက်တာရင်မထဲတင်တော့အစားအစာဆဲမျိုးနံပါတ်1အာလူးနံပါတ်2ခရမ်းကျင်သီးနံပါတ်3ငရုတ်ပွားနံပါတ်4ခရမ်းသီးနံပါတ်5ကျက်တုံနီနံပါတ်6မုံလာဥနီနံပါတ်9ကျက်တုံဖြူနံပါတ်10သခွာသီးနံပါတ်9ပက်ရှင်ဖရူနံပါတ်30ငပြောသီးအိမ်မှာအားလို့ရှိုံနဲ့မိနစ်ပိုင်းအတွင်းမိသားစုဝင်တွေကိုအပေါ်ရန်သားကြွရပြီးအတွင်းသားအိဆက်နေတဲ့ပြင် အရသာရှိွားလို့ကောင်းတဲ့အားလို့ကော်ပြန်ကြော်လေးလှုပ်ကြွေးလို့ရပါတယ်။ အရင်ဆုံးအာလူးကိုဓာတ်နဲ့တစ်ချက်လီပြီးတော့အမောက်ပေးလိုက်ပါမယ်။အဲ့လိုဆိုအာလူးကချောမထွက်တော့ပါဘူး။အာလူးကိုဒီလိုအရွယ်တူအပြားလေးတွေလိလိုက်မယ်ဆိုရင်တော့အာလူးမြင်လှလှလေးတွေရအောင်လိနိုင်ပါပြီ။ပြီးရင်တော့ရေနဲ့မျက်နှာပြင်ပေါ်ကခစီတက်တွေပြအောင်စီပြီးတော့မမဲသွားအောင်လုပ်လိုက်ပါမယ်။အိုရက်စီပူလာရင်ကြက်သွုံမြင်နှုတ်နှုတ်ဆင်နဲ့တရုတ်မဆလာထည့်ပြီးတော့မွှေးနေအောင်စီးတက်လိုက်ပါမယ်။အဲ့နောက်ဆေးထားတဲ့အာလူးမြင်တွေထည့်ကျော်လိုက်ပါမယ်။အာလူးမြင်တွေကြောမယ်ဆိုလုံးဝရင်းနှီးမဖျောဖို့လိုပါတယ်။အာလူးမြင်တွေကိုအစိမ့်ကြောမှသာအာဟာရဓာတ်တွေမဆုံးရှုံးပဲပိုလဲအရသာရှိစေမှဖြစ်ပါတယ်။ မုံလောင်းညီမြင်ချိုးထည့်ပြီးတော့အယောင်လောက်အောင်လှုပ်လိုက်ပါမယ်။အရသာအတွက်စားနဲ့ကြက်သားမုံထည့်ပြီးတော့မကြက်တကြက်ဖြစ်အောင်ကြောလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ကြက်သွင်မြေနုနုဆင်ဖြူပြီးရင်ခတ်ထားလိုက်ပါမယ်။အသင့်စာအထက်တရားမုတ်ပြားကိုပန်းအိုးထဲ10မိနစ်ထည့်ပေါင်းပြီးတော့ပူနေတော့မှဆွဲခွာလိုက်ပါမယ်။တစ်ချက်ချင်းစီကပပလေးနဲ့တုံးဤနေပြီးတော့ဖဲသားခင်တို့အသားမြင်တို့ထုတ်စားမယ်ဆိုဝါလိုကောင်းပြီးတော့အရသာရှိစီမှာပါ။အာလုံးမြင်တွေကိုထည့်ပြီးတော့အိမ်နောက်လေးပေးလိုက်ပါမယ်။ အိုးထဲဆင်ပူလာရင်အာလုလေးတွေကိုထည့်ကျော်ပြီးမျက်နှာပြင်အားလုံးရွှေဝါရောင်တန်းကျွရသွားအောင်ကျော်ပေးပြီးဆယ်ထုတ်လို့ရပါပြီ။ဒီလိုကျော်ထားတဲ့အာလုကော်ပြန်ကျော်ကအပေါ်ရန်ကျွကျွလေးနဲ့အတွင်သာနူးညံ့ပြီးတကယ်ကောင်မှမွေပြန့်ရတာရှိလို့မိသားစုဝင်တွေကိုချက်ကျွေးလိုက်တော့နော်။ စပစ်သေးကိုဘလုံးနီးလဲမမှန်စေးရမလဲတလုံးချင်းတလုံးချင်းဖြုတ်ပြီးတော့လုံးဝမစေးရပါဘူးအဲ့လိုဆိုအလုံးအလွယ်တကူကွဲထွက်သွားနိုင်ပြီးအငြိအကျင်းနဲ့ပိုးမွှားတွေကအသားတွေကိုဝင်သွားနိုင်ပါတယ်နီးလဲမမှန်တဲ့စေးတဲ့နီးကတော့စပစ်သေးတစ်ခိုင်လုံးကိုအရင်စေးပြီးအညာကိုကကြေးနဲ့ညှက်ပြီးအကိုင်းလေးတွေရအောင်ညှက်ထုတ်လိုက်ပါမယ်တခုချင်းစီရအောင်ညှက်လို့လည်းရပါတယ် ဇပြည်တည်းရေမြုပ်အောင်ရေးထည့်ပြီးရင်ဘေကင်ဆိုတာဒါမှမဟုတ်ဂျုံမုံနှစွန်းထည့်ပြီးတော့တန့်စင်သွားအောင်ပုတ်ဆေးပြီးတဲ့နောက်9မိနစ်10မိနစ်လောက်စိမ်ထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့အညစ်ကြေးတွေထွက်လာပါလိမ့်မယ်။အဲဒီနောက်ရေကိုသွန်ပြီးတော့ရေတန်းတန်းနဲ့2ချိန်3ချိန်လောက်အထက်ထက်ဆေးပေးလိုက်ပါမယ်။အပေါ်ရန်ကအညစ်ကြေးနဲ့ဖုန်တွေကိုဖယ်ရှားလိုက်နိုင်တာမို့ဒီတိုင်းအခုမခွာပဲစားမယ်ဆိုရင်တော့စိတ်ချချစားနိုင်ပါသေးတယ်။